တရုတ်နိုင်ငံမဟာသဒ္ဒန်ကြီးရဲ့နောက်ွယ်ကအမှန်တရားများတရုတ်မဟာသဒ္ဒန်ကြီးကိုတရုတ်ကမဟုတ်ဘဲတာတေးရီရဲ့လူမျိုးတွေကစောက်ခဲ့တယ်ဆိုတဲ့တန်တရားတွေဟာ TikTok ပေါ်မှာပေါ်လာခဲ့ပါ යි ဒီအယူအဆကိုလူတချို့ကယုံကြည်လာခဲ့ကြတဲ့အတွက်တကယ်ပဲအမှန်ဟုတ်လားဒါမှမဟုတ်ရင်အမှန်မဟုတ်ဘူးလားဆိုတာကိုတမိုင်းနဲ့အခြေခံပြီးတော့ရှင်းပြပေးကြပါ යි တရုတ်နိုင်ငံမဟာသဒ္ဒန်ကြီးဟာလည်းတရုတ်လက်အောက်ကမဟုတ်ဘဲတာတေးရီရဲ့လူမျိုးကစောက်ခဲ့တာဖြစ်တယ်လို့တန်တရားတွေကတတော်စားတဲ့လူမှုကွန်ရက်တွေမှာကိုပြန့်နှံ့လာပါ යි ဒီအကြောင်းအရာဟာလည်းတရုတ်သမိုင်းနဲ့ဆန့်ကျင်နေတဲ့အမြင်တစ်ခုဖြစ်ပြီးတော့လူတချို့ကမဟာတရားကြီးဟာလည်းတရုတ်ပြည်နယ်စပ်အတွင်းမှာရှိတဲ့နေရာတစ်ခုဖြစ်တာကြောင့်တရုတ်ပြည်ကိုကာကွယ်ဖို့မဟုတ်ဘဲတာတီရီယန်လူမျိုးကတရုတ်ကိုထိန်းချုပ်ဖို့စောင့်ထားတာလို့လည်းဆိုကြပါသည် TikTok ဗီဒီယိုတချို့မှာလည်းမဟာတရားကြီးပေါ်ကတပ်သားတွေရဲ့နေရာချပုံလက်နက်တပ်ဆင်ပုံတွေဟာတရုတ်ပြည်အတွင်းကိုမျှော်နေတဲ့အတွက်တရုတ်ကမဟုတ်ဘဲတခြားသူတွေကတရုတ်ကိုထိန်းချုပ်ဖို့စောင့်ထားတာလို့မျှဝေကြပါသည်အဲ့ဒီတခြားသူဆိုတာကတာတီရီယန်လူမျိုးဖြစ်တယ်လို့ဆိုကြတာပါပဲ။ ဒါပေမဲ့လို့ဒီလိုမျိုးအဆိုတွေဒါတမိုင်းပညာရှင်တွေနဲ့ဓာတ်ရိုက်သက်ဆိုင်တာမျိုးမဟုတ်ဘဲနဲ့တမိုင်းမှတ်တမ်းတွေအရာမှားနေတဲ့အမြင်တစ်ခုဖြစ်ကြောင်းထောက်ပြနိုင်ပါပြီ။အဲ့တော့အခုပဲဒီအကြောင်းကိုအခြေခံသက်သေတွေနဲ့အတူဆက်လက်ရှင်းပြပေးသွားပါမယ်။တရုတ်မဟာသတိုင်းကြီးဟာလည်းတာတေရီရဲ့လူမျိုးကတိစောက်ခဲ့တာဖြစ်တယ်ဆိုတဲ့အယူအဆဟာလုံးဝအစ်စ်မျိုးတော့မဟုတ်ပါဘူး။တကယ်တော့ဒီအယူအဆရဲ့မူလစတင်တဲ့နေရာဟာမြန်မာနိုင်ငံမှာအနှဲငယ်နာမည်ကျော်ကြားတဲ့ရုရှားသိပ္ပံပညာရှင်အနာတိုလီဟာမန်ကရဲ့တက်ဂရစ်စင်အသစ်ဆိုတဲ့တမိုင်းအသစ်အယူအဆကနေကိုစတင်လာတာပဲဖြစ်ပါရင် သူကတော့ပုံမှန်တမားရဲ့ရဲဆွဲတွေနဲ့ဖြစ်စဉ်တွေကိုပြန်လည်ခန့်မှန်းပြီးတော့အမှန်တကယ်ဖြစ်ခဲ့တာကတခြားသောနည်းနဲ့ပါပဲဆိုတဲ့အမြင်တစ်ခုကိုရေးသားခဲ့ပါတယ်။အနာတိုလီရဲ့ theory အရကတော့အနောက်တိုင်းကမ္ဘာတမိုင်းမှာတိတာထင်ရှားတဲ့အင်မာယာတစ်ခုရှိခဲ့ပြီးတော့အဲ့ဒီအင်မာယာဟာတရုတ်ပါဝင်တခြားသောအကြီးကနိုင်ငံကြီးတွေကိုထိန်းချုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီအင်မာယာကိုတာတေရီယန်လို့အမည်ပေးထားပြီးတော့ဒီအင်မာယာဟာတာတေရီယန်လူမျိုးတွေဥစားတဲ့လူအဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ကမ္ဘာတမိုင်းမှတ်တမ်းတွေကိုပြန်ဖော်ပြပြီးတော့သူ့ရဲ့အယူအဆအတိုင်းကိုတက်တည်ပြသွားတာပါ။ တတော်နဲ့ Reddit စားတဲ့ online platform တွေမှာတော့ဒီအယူဆကိုပူပေါင်းချန်စီမှုနဲ့ပတ်သက်တဲ့အရာတွေကိုစိတ်ဝင်စားကြတဲ့အဖွဲ့အစည်းတွေကယုံကြည်လာကြပြီးတော့မုံရင်တမိုင်းတွေကိုမမြင်တော့ဘဲနဲ့ Tartary ရဲ့လူမျိုးတွေအပေါ်ပုံမှုပြီးတော့ယုံကြည်လာကြပါပြီ။တမိုင်းနဲ့တိတ်ပံအခြေခံမဲ့တဲ့အကြောင်းအရာတွေကိုရုပ်ရှင်လိုလိုမျိုးစိတ်ဝင်စားပွဲရာဖန်တီးထားတာကြောင့်လည်းလူများကြမှာတဖြည်းဖြည်းနဲ့ကိုမှပြန့်နှံ့လာပါပြီ။ဒါပေမဲ့လို့တမိုင်းပညာရှင်အများစုကတော့ Anatoly ရဲ့ Tartary စင်အစ်စ်ကိုတိတ်ပံနေကြမဟုတ်ဘဲနဲ့မှားယွင်းမှုများစွာပါဝင်တဲ့ theory တစ်ခုဖြစ်ကုန်မှသတ်မှတ်ထားပါပြီ။ သူရဲ့ယူဆတွေမှာတက်တဲ့အထောက်အထားပြည့်စုံခြင်းမရှိသလိုတခြားသောတမိုင်းမှတ်တမ်းတွေနဲ့လည်းဆန့်ကျင်နေတဲ့အချက်များစွာတွေ့နိုင်ပါသည်။တရုတ်မဟာတိုင်းကြီးဟာလည်းတရုတ်တမိုင်းနဲ့မှာထင်ရှားပြောင်ပြောင်းစွာပါဝင်နေပါသည်။အထူးသဖြင့်ကတော့မင်းမင်းဆက်ကာလမှာတရုတ်နယ်နိမိတ်တွေကိုကောက်ွဲဖို့အတွက်မဟာတိုင်းကြီးကိုပြုပြင်တည်ဆောက်မှုအများအပြားပြုလုပ်ခဲ့တာကြောင့်တမိုင်းမှတ်တမ်းတွေမှာလည်းရှင်းလင်းစွာကိုဖော်ပြထားပါသည်။မဟာတိုင်းကြီးကိုတည်ဆောက်ခဲ့တာကတစ်စိတ်တစ်ပိုင်းခြားခြားနားနားဖြစ်ပြီးတော့တချို့ကတူသားနယ်ကိုမှတည်ဆောက်ထားတာဖြစ်သလိုတချို့ကတော့ကြောက်နဲ့ကောင်းမွန်စွာတည်ဆောက်ထားတာလည်းဖြစ်ပါသည်။ အဓိကရည်ရချက်ကတော့တောင်အာရှမြောက်ပိုင်းကဆွဲဆောင်မှုကြီးမာတဲ့အဆုံးရောက်တိုက်ခိုက်မှုများကိုတားဆီးဖို့လည်းဖြစ်ပါသည်။အဲ့ဒီခေတ်ကသမိုင်းကာလတွေမှာတရုတ်ပြည်ကအမြဲတမ်းကမှတိုက်ခိုက်ခံနေရတာကြောင့်နယ်နိမိတ်ကာကွယ်ရေးအတွက်ကိုတိစောက်ခဲ့တာဖြစ်ပါသည်။တချို့ဆိုရင်တော့တိတော်စားတဲ့လူမှုကွန်ရက်တွေမှာတတိုင်းကြီးရဲ့အမြောက်တွေကတရုတ်ဘက်တွင်းကိုမျှော်နေတယ်လို့ဆိုကြပြီးတော့အမှန်တကယ်ပါတော့တောင်တန်းပေါ်ကထိန်းချုပ်နိုင်ဖို့နဲ့ရှူတော့ကောင်းကင်တွေကိုကြီးနိုင်ဖို့အတွက်စစ်မြေပြင်မှာဟူတူတာအရာကိုမှတိစောက်ထားကြတာလည်းဖြစ်ပါသည်။ ဒါကြောင့်မလို့မဟာတရိုင်းကြီးဟာလည်းတရုတ်သမိုင်းတွေကိုခိုင်မာစွာချိတ်ဆက်နေပြီးတာတေးရီယန်လူမျိုးတွေရဲ့အင်ပါယာနဲ့ဆိုင်တဲ့သမိုင်းမှတ်တမ်းကတော့ယုံကြည်နိုင်ပွဲရအချက်လက်ဆိုပြီးတော့တိတိကျကျကိုမှမရှိသေးပါဘူး။